ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Homework အိမ်တို့ YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံးပြတင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကျူမွေးဤဟာသလုံချင်းဝိတုတပုတ်ဖြစ်တဲ့သမီးတို့ချစ်သူနှမွာလူဆိုတဲ့ဟာသဝိတုစာအုပ်ကိုအပိုင်းလိုက်ဖပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခန်းစားကြည့်တော်မူကြပါဦးခင်ဗျာ အခန်းတည်း သူတို့ဤကံကြမ္မာစင်ကာပူနိုင်ငံလေးစိမ့်မှနေ၍မြန်မာနိုင်ငံသို့ပြန်တန်းလာနေသော စင်ကာပူလေကြောင်းဌာနမှလေရင်ကြီးသည် ကောင်းကင်ယံတွင်တဤဤနှင့်ပြန်တန်းနေသည်ထိုလေရင်ကြီးပေါ်တွင်အခြားသောခီးသည်များနှင့်အတူလိုက်ပါလာခဲ့သောမြန်မာလူငယ်တဦးလည်းရှိနေသည်သူကအေယာဝတီမြို့ဝချင်းပေါ်သားကလေးအောင်ပြက်ကပင်သူဤအမည်ဆန်းကြောင့်သူကိုမြန်မာလူမျိုးမှဟုတ်ပါလေစားဟု၍တန်တရာမဖြစ်လိုက်ပါနှင့်သူကမြန်မာလူမျိုးစစ်စစ်သားဖြစ်ပါသည် ီးတော့ဗုဒ္ဓဘာသာဝင်တဦးလည်းဖြစ်ပါသည် အောင်ဘက်ကဟူသောအမည်မှာသူမိခင်ကြီးဒေါ်အေးနွယ်ကပေးထားသောအမည်ပင်ဘက်ကဟူသောအမည်မှာပါဠိအမည်မြန်မာလိုဆိုတော့ကြာသူကိုမွေးကြဲတော်ကတနင်္ဂနွေနေ့မှတနင်္ဂနွေနံဖြစ်သောအအခရာကိုယူ၍အောင်ဘက်ကဟူအမည်ပေးထားခြင်းဖြစ်သည်အောင်ဘက်ကကိုမွေးကြဲသောအချိန်တွင်သူဖခင်ကြီးမှာလူလောက၌မရှိတော့ပေလူဘဝသို့စာရောက်ကလေးကသူမှာမိခင်ကြီးနှင့်သာနေလာရသည် မိခင်ကြီးကလည်းဖာတဆိုးသားကလေးဖြစ်နေသောသူကိုအားငယ်စိတ်မဝင်ပဲရဲစွမ်းတတိရှိစေရန်အတွက်ထိုနာမည်ကို ပေးထားခဲ့ခြင်းပင်သူသည်စင်ကာပူနိုင်ငံသို့လွန်ခဲ့သောနှစ်နှစ်ကျော်ကြာသုံးနှစ်နေပါခန့်ကသွားရောက်ခဲ့ပြီးစင်ကာပူနိုင်ငံသို့သူသွားရောက်ခြင်းမှာပညာအတွက်တော့မဟုတ်ပေဝမ်းစာအတွက်ငွေကြေးရနိုင်ရန်သွားရောက်ခဲ့ခြင်းပင်ထို့သောသွားနိုင်ရန်အတွက်သူမိခင်ကြီးဒေါ်အေးနွယ်ကချမ်းသာသမျှစိန်ရွှေရနာတွေကိုရောင်းချ၍ဘွယ်စားနှင့်ဆက်သွယ်ကား ယခုလိုသူအားစင်ကာပူနိုင်ငံသို့အလုလုရန်လွှတ်ခဲ့ခြင်းဖြစ်သည်နိုင်ငံရခြားနှင့်ဆက်သွယ်ပေးခဲ့ကြသောဝယ်စားဆိုသူများမှလည်းယုံကြည်စိတ်ချရသူများတော့မဟုတ်ပေများသောအားဖြင့်မယုံမသားနှင့်ကလိန်ကကြစ်လောက်တသောဝယ်စားတွေကများလာသည်မမှန်ကန်ကန်လုံပေးကြသောဝယ်စားတွေကမရှိမဟုတ်အနေငယ်တော့ရှိနေကြသည်အောင်ပြကအဖို့တော့ကံကောင်းသည်ဟုဆိုရပေမည်အဘဲကြောင့်ဆိုသောသူဆက်သွယ်ခဲ့သောဝယ်စားမှာအင်းကြီးမဟုတ်ပဲအစ်အမှန်ဝယ်စားဖြစ်နေသည် တို့ကြောင့်လဲအောင်ပြက်ကမှစင်ကာပူနိုင်ငံသို့ယခုလိုသွားရောက်လုက္ကိုင်းနိုင်ခြင်းပင်အောင်ပြက်ကမှကျောင်းပညာအနေနဲ့ဆယ်ရန်သာရှိသည်တို့ဖြစ်၍သူမှစင်ကာပူနိုင်ငံတွင်လာကကောင်းလာသောပညာရှင်အဖြစ်ဖြင့်တော့မလုက္ကိုင်းနိုင်ပေအလုကျန်းသမားဘဝနှင့်သာလုက္ကိုင်းခဲ့ရသည်သူလုက္ကိုင်းခဲ့သောအလုတွေကလည်းမျိုးစုံလှသည်ဇဝဲတို့အဖြစ်ဖြင့်တစ်မျိုးဗယံဆရာအဖြစ်နှင့်တစ်ပုံတန်ရှင်း၏အလုသမားအဖြစ်နှင့်တစ်နည်းအမျိုးစုံလုက္ကိုင်းခဲ့ရသည် စင်ကာပူနိုင်ငံတွင်အောင်ပြက်ကလည်းပညာရေးအဆင့်နှိမ်ကြသူအတွက်မြေတီအလုံမှမမြဲပေအလုပ်တစ်ခုရလျင်အများဆုံး3လမှ6လသာခံသည်ညီမြပင်စူးစားပန်းစားလုပ်ကိုင်းစေကမူအလုပ်ကတော့ကြာရှည်မခံခဲ့ပေမကြာခဏတရုတ်ဆောင်တဲ့အုတ်ထုတ်လိုအလုပ်ပြောင်းကာလုပ်ခဲ့ရသည်ယခုဆိုလျင်သူမနှစ်နှစ်ကျော်၃နှစ်နေပါရှိတော့မည်မို့မိမိဤဇာတိမြန်မာနိုင်ငံကိုပြန်ကျင်နေတော့သည်သူလက်ထက်တွင်လည်းငွေကြေးအတော်များများစုဆောင်ပြီးလေပြီး အောင်ပြက်ကမှအပြော်ပါအတော်စားကင်းသူမို့ယခုလိုငွေကြီးတွေပါလာနိုင်ခဲ့ခြင်းပင်သူမိခင်ကြီးကိုအလွန်ချစ်သောသားလိမ်မာတဦးလည်းဖြစ်သည်အောင်ပြက်ကဤအသက်မှာ24နှစ်ခန့်သာရှိသေးသည်အသားညို၍အရက်ကတော့ငါးဘေဆယ်လက်မခန့်ရှိသည်ရုပ်ရည်နေနေလဲချောမောသူတဦးပင်တောင်သူလည်းသမားများဤသားဖြစ်နေ၍ပြက်ကမှကာယပလလိုက်စားစရာမလိုပဲကိုလုံးကိုယ်တွေမှာတောင်တင်းကြန့်ခိုင်လာသည် မကြန့်ခိုင်ပဲနေမည်လော့ သူလူမှန်းတည်သောအရွယ်မှစ၍ခွင်အားနှင့်လောက်ကံရသောအလုပ်တွေကြီးလောက်ကံခဲ့ရသောကြောင့်ပင်သူကကိုယ်ကံပညာမတက်မြောက်တော်လဲမြမရွရလက်ဝဲကိုတော့ကျွမ်းကျွမ်းကျင်ကျင်တက်မြောက်ထားသည်အင်းလီအဲ့ဒါဟာလဲကိုယ်ကံပညာတစ်မျိုးပဲပေါ့ဗျာသူကရွရလက်ဝဲသင်ကြားပေးခဲ့သူကတခိကလက်ဝဲလောကတွင် နာမည်ကြီးခဲ့သောစိန်မိုးပြန်ဆိုသူဂရင်လူမျိုးဖာတိကြီးပင်ထိုဖာတိကြီးကသူကိုငယ်စဉ်ကတည်းကချစ်ခင်ခဲ့သူမို့သူကိုလက်ဝဲပညာသင်ပေးခြင်းဖြစ်သည် ပြက်ကကလည်းမြမရွေရလက်ဝဲကိုဝါသနာပါသူမို့ဖာရီကြီးထံတွင်ပင်ယူခဲ့သည်ဆရာကောင်းတပည့်မို့ပြက်ကမှာလက်ဝဲထိုးရာတွင်ဝါသနာပါသူမို့ဖာရီကြီးထံတွင်ပင်ယူခဲ့သည်သူထိုးသခဲ့သောလက်ဝဲပွဲပေါင်း20တွင်တပွဲသာသေနှင့်အဆုံးသတ်ပြီးဂျံပွဲတွေကိုတော့အနိုင်ရခဲ့သည်ကြီးပင်ယခုလိုမိခင်ကြီးကသူကိုစင်ကာပူနိုင်ငံသို့ပို့ခဲ့ရခြင်း၏အဓိကအချက်မှာလက်ဝဲပွဲစနစ်ကြောင့်ပင်အကြောင်းကားတော့အောင်ပြက်ကဤ Ash River အဓိကပြိုင်ပွဲကြီးရန်လင်းကြောင့်ပင် ရန်လင်းကလည်းမျက်ကလိုပင်ရိုးရာလက်ဝတ်ထိုးရာတွင် နာမည်ကြီးသူကလည်းရှုံးပွဲမရှိသေးပြီဘွဲတိုင်းနိုင်ခဲ့သူအောင်မျက်ကနှင်းကြမှမရှိမလရှုံးပွဲနှင့်ကြုံတွေ့ခဲ့ရသည်ဒါကိုအာကစားစိတ်ဓာတ်ကင်းမဲ့သူရန်လင်းကအခဲမကြီးဖြစ်နေသည်အခဲမကြီးနေ၍အောင်မျက်ကကိုအလစ်ချောင်းရရန်အမြဲတမ်းချောင်းနေခဲ့သည်အောင်မျက်ကကလည်းသူဘော်တွင် ရန်လင်းကအညှို့ထားနေသည်ကိုရိပ်မိသည်သို့သော သူကတတ်တိကောင်းသူပြီးပြီးရန်လင်းဤရန်ညှို့ထားမှုကိုဂယုမဆိုင်ပေ သူကယူမဆိုင်တော့လဲမိခင်ဖြစ်သူဒေါ်အင်းရွယ်ကတော့တအတွက်အရန်စိုးရင်နေမိသည်စိုးရင်သည့်အတွက်ဒေါ်အင်းရွယ်မှာဟင်္ဒရာမြို့တွင်နေထိုင်နေသောအကိုတဝန်းခွဲတော်သူဥလာရှိန်ထံသို့သွား၍အကူအညီတောင်းခဲ့ရသည် ဥလာရှိန်မှာဟင်္ဒရာမြို့ကြီး၏မျက်နှာဖုံးလဲဖြစ်အပေါင်းတင်လဲဆန့်သူမှုစင်ကာပူနိုင်ငံတွင် အလွတ်လွတ်ရန်ရှာပေးနေသူဝဲစားတွေနှင့်တွေ့ကယခုကဲ့သို့အောင်ပြက်ကမှာစင်ကာပူနိုင်ငံတွင် အလုတ်လုတ်ကိုင်းနိုင်ခြင်းပင် အမှန်ပြောရရင်အောင်ပြတ်ကမှစင်ကာပူနိုင်ငံသို့မသွားလိုပြီကိုအမိနိုင်ငံမှာသာမိခင်ကြီးနဲ့အတူနေကအလုတ်ကိုလှုပ်လို့သူသို့သောမိခင်ကြီးဤစကားကိုမပယ်ရှားလို့သောတာလိမ်မာမို့ယခုကဲ့သို့စင်ကာပူနိုင်ငံသို့သွားရောက်လုတ်ကိုင်းနိုင်ငံချင်းပင်အောင်ပြတ်ကမှသူအလွန်ပြောင်းချင်နေသောမြန်မာနိုင်ငံသို့ပြန်လာခဲ့ရပြီမို့ဝမ်းသာမဆုံးဖြစ်နေသည်သောနေနေနေခွက်ခွာခဲ့ရသောမိခင်ကြီးကိုလည်းပြန်တွေ့ရတော်မူမို့ဝန်တာပိရိတွေဖုံးနေသည် ရန်ကုန်မြို့ကြီး၏အပြည်ပြည်ဆိုင်ရာလေဆေးကြီးသို့ဆင်းလူနေချိန်တွင်ကဘာကျော်လေစုဓာတ်ပုံရွှေရကုံစီရီတော်မြတ်ကြီးကိုလည်းလေရင်ပေါ်မှနေ၍ဖူးနေမိသည်စင်ကာပူနိုင်ငံမှလာခဲ့သောလေရင်ကြီးမှာလေဆေးသို့ချောမွားစွာဆင်းသက်ပြီးလျင်တော့အောင်မြတ်ကမှအခြားခီးတယ်များနှင့်အတူလေရင်ပေါ်မှဆင်းသက်လာခဲ့သည်လေရင်ကြီးပေါ်မှဆင်း၍မြေကြီးပေါ်သို့အရောက်တွင်အောင်မြတ်ကမှရုတ်တရက်ထိုင်ချလိုက်သည်ပြီးတော့သုံးနှစ်နေပါခွဲခွာခဲ့ရသောအမိမြန်မာနိုင်ငံတော်ကြီးကိုနှုတ်ဆက်သည့်အနေနဲ့ သူ့နှုတ်ခမ်းကိုမြေကြီးနှင့်ထိပြီးနှမ်းရှုပ်နေသည်။သူ၏အပြုမူကိုအခြားသောနိုင်ငံသားခီးသည်များနှင့်မြန်မာခီးသည်တွေကကြည်ပြီးပြုံနေကြသည်။အမိနိုင်ငံ၏မြေကြီးကိုနှမ်းရှုပ်၍ဝါလင်သူသည်အခြားသောလေရင်ခီးသည်များနှင့်အတူလေစိတ်တွင်ရှိစစ်စေးရေးဂိတ်သို့သွားခဲ့သည်။သူတွင်ပစ္စည်းများများပါမလာပေ။အမဆုံးနှင့်ကုမ္ပဏီလုံးဘောဇင်းရှုကိတ်လက်ဆွဲတရာတစ်လုံးနှင့်တေတူနှင့်ပြုလုပ်ထားသောလွယ်အိတ်တစ်လုံးပဲပါလာခဲ့သည်။ထိုပစ္စည်းများကို15မိနစ်ခန့်ကြာအောင်စစ်ဆေးခံပြီးနောက အောင်ပြက်ကမှဒိုနေယာမှထွက်လာခဲ့သည်လေစိတ်ခံမှကြီးတဲ့သူအယောက်တွင်ခရီးသည်များကိုလာရောက်ကြိုးစုံနေကြသောလူများကိုသူတွေ့ရသည် သူကလည်းမိခင်ကြီးရှိရာသို့သူရောက်လာသည့်အချိန်နှင့်ရက်ကိုတိတိကျကျတန်ကြိုးကိုကြို၍ရိုက်ထားသည်ဖြင့်သူကိုလာရောက်၍ကြိုးစုံမိလူများကိုရှာဖွေနေမိသည်ယင်းသည့်အခိုက်ထိုအကြိုက်မှာပင်သူနောက်ဖက်ခလန်းလန်းစီမှကုကုဟူ၍ဒါရလာသောအတန်တန်ပေါ်လာခဲ့သည် သူသည်အတန်လာရသို့အမတ်မတင်လှမ်းကြည့်မိသည်အလွန်ချောမောလာပါသော အသက်20အရွယ်ခန့်ရှိအမျိုးသမီးကျော်ကလေးတူသို့သောအောင်ပြက်ကကတော့ထိုအမျိုးသမီးကျော်ကလေးကိုသည်လည်းမသိမြင်လည်းမမြင်ဘူးဒီကတည်းကောင်သူကခေါနေသည်မထင်သည်ကတည်းကောင်မို့သူကရှေ့သို့ဆက်၍ရှောက်သွားခဲ့သည်ကု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 အောင်သူရင်းဒါကဘယ်ထွက်သွားနေရတာလဲထိုအမျိုးသမီးကလေးထာမဒုတိယအကြိမ်ခေါ်တမ်းမှာပေါ်လာပြန်သည်ဤဒီကြိမ်တွင်တော့ ောင်ပြက်ကမှလှည့်၍ပင်မကြည့်တော့ပေကြည့်စရာလည်းမလိုပေအမြီကအောင်ပြက်ကအမျိုးသမီးကျော်ကလေးခေါ်နေသူကအောင်သူရင်ဆိုတော့ဗာဆိုင်လို့နီရှေ့ကအောင်တလုံးသာ တူးနေသည်ကြံနှလုံးကမတူပေအစိုးရအောင်ပါလေထီလက်မနဲ့ဆိုရင်ရှေ့တလုံးသာတူပြီးကြံနှလုံးလွဲ့နေ၍သုံးလုံးတူနှစ်တောင်းစုကိုပင် ရမည်မဟုတ်ပါဒီတော့အောင်ပြက်ကဖို့လှည့်ကြည့်စရာမလို၍ဆက်လက်ထွက်ခွာသွားခဲ့သည်သူကဆက်လက်၍ထွက်ခွာသွားစေကမူ အမျိုးသမီးကျော်ကလေးကတော့သူ့နောက်သို့အပြေးလိုက်၍သွားသည်ကုကုဒါကဘာချိုးချိုးနေတာလဲယင်ဝင်းလင်ကိုလူတွေရှိမှအယူလုံနေတာလားယင်ရှိမှသွားနေသောအောင်ပြကလက်ကိုဆောင်ဆွဲရင်းအမျိုးသမီးကျော်ကလေးကရန်တွေ့တာနဲ့မေးနေသည်ဟောဗျာဒါကဘယ်လိုဖြစ်ရတာလဲသူ့လက်ကိုလာဆွဲ၍ရန်တွေ့နေသော အမျိုးသမီးကျော်ကလေးအကြည့်ရင်အောင်ပြကနှုတ်မှအန်အောဒါနဲ့ပြောနေသည်အမေအခုတက်ပြီလူကိုအကြောင်းရိုက်တုံးရှိသေးတယ်ကုကုနော် သူများကိုအရင်စိတ်ဆိုးအောင်မစနိုင်နဲ့တော်ယုံပဲစတာကောင်းတယ်သိလားအမျိုးသမီးကြောင့်ကလေးကတော့သူ့ကိုလုံးဝအရှောင်မပေးပဲဆက်၍ရန်တွေ့နေသည်ဟာဒုက္ခပါပဲခမလူမနေပြီဗျပေါ်ဆန်းမဘာဖြစ်လို့လူမရမှာလဲကုကုနဲ့ဝင်းလဲဟာနှစ်နှစ်လုံးလုံးအတူတူသွားနေလာကြတဲ့ဟာကုကုအော်စတြေးလျကိုသုံးနှစ်လောက်သွားမှကွက်ကွာခဲ့ကြရတဲ့ဟာဘယ်လိုလုပ်လူမမှာလဲမိမကျော်ကလေးကအောင်ပြက်ကကိုရှင်းပြနေသည် တော်ကဲမှာပင်အတန်တန်မှာသူထံသို့ရောက်လာပြန်သည်ဖိတ်ကောင်းကြီးအောင်သူတွေမင်းမသေးသေးဘူးနော်တို့မှာပင်မင်းသေးတယ်ထင်လို့စိတ်ထိကြိုက်ပြီးဝမ်းနဲ့မဆုံးဖြစ်နေရတာကွာအခုတော့မင်းဟာငါမသေးဘူးရေကူးတတ်တယ်ဆိုတာမျိုးဖြစ်နေတာကိုသကားတန်ဆုံးတွင်ထိုလူမှာသူ့ကိုဝမ်းသာအားရပြေးဖက်နေသည်အောင်ပြက်ကမှာတော့သူ့ကိုလူမ၍ပြောနေကြတဲ့အကြောင်းအုံနောက်ခြောက်နေတော့သည်อืมခက်တာပဲ ခင်ဗျားတို့ယူနေကြတာလားကျွန်တော်ပဲယူနေသလားတော့မသိဘူးဗျာဘယ်လိုပဲရှင်းရှင်းမရပါလားဗျာအောင်ပြကစိတ်ညစ်တာနဲ့ပြောနေသည်ဒါကိုပင်သူ့ကိုလူမှား၍နေကြသူတွေကပြက်လုံးထုတ်သည်ဟုထင်ကားရဲနေကြသည်ပြီးမှဗျက်ကနဲ့ရွယ်တွေလူရွယ်ကပြန်ပြောနေသည်ဟဲ့လဲလဲငါကောခင်ဗျားတွေကျွန်တော်တို့နဲ့ပြောနေလိုက်တာအင်းဩစတြေးလျကိုသုံးနှစ်လောက်သွားနေခဲ့လို့ယဉ်ကျေးလာတာလား ဒါမှမဟုတ်တို့ကိုတငယ်ချင်းဖြစ်အတိမတ်မပြုကျင်တော့လို့လူစိမ့်တွေလို့သဘောထားပြီးပြောတာလားတော့မသိဘူးကွာဟုတ်တယ်ကိုတင်မောင်တန်းရဲ့ညီမကလည်းခမည်းတော်ကျွန်တော်တွေလုတ်ပြီးပြောနေတယ်လေဩစတြေးလျမှာဘာတွေများဖြစ်ခဲ့တယ်မသိပါဘူးဘာတွေဖြစ်ရမှာလဲဒီကောင်ဟာလေရင်ပြက်ကြတဲ့အထက်ပါသွားခဲ့ပြီးကံကောင်းထောက်မစွာအသက်ဘေးကလွတ်မြောက်ခဲ့ပေမဲ့သူ့အုံနောက်တွေကတော့မူလအတိုင်းမရှိပဲဘူဇေရှင်တွေမှားနေလို့အခုလိုကြောင်သွားတာထင်ပါတယ်လေဟာ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  ထိုစကားများကြားရလျင်အောင်ပြတ်ကဒေါကန်သွားတော့သည်ဟာကနဘာစကားတွေပြောနေတာလဲနမိတ်မရှိနယ်မှာမရှိစကားတွေမပြောနဲ့ဗျာဟောကြည့်အခုတက်ဒီငါ့ကိုခမားတွေကျွန်တော်တွေနဲ့ပြောနေတော့မယ်မင်းနဲ့ငါဟာမူလာတန်းကလေးကအတူတူနေခဲ့ကြတယ်ငယ်တငယ်ချင်းတွေပါကွာတသလုံးမင်းတွေငါတွေနဲ့ပြောလာပြီးမှအခုဘယ်လိုကြောင့်ကျွန်တော်တွေခမားတွေအစားဝင်လာရတယ်ဆိုတာအတင်းအောင်သူရင်ဒီကျွန်ုပ်တင်မောင်တန်းအားရှင်းပြစေတင်မောင်တန်းကတော့ အောင်ပြက်ကမှမတည်သေးပဲအောင်သူရင်ကခတ်တီတီနဲ့နောက်နေသေးတယ်ကပြောနေချင်းပင်ခက်လိုက်တာဗျာကျုံနံကြီးကအောင်သူရင်မဟုတ်ဘူးအောင်ပြက်ကဗျာခင်ဗျားတို့လူမနေတာအရန်သေးကြနေပြီကြီးတော့ကျွန်တော်အခုပြန်လာတာကဩစတြေးလျကမဟုတ်ဘူးစင်ကာပူကဗျာရှင်းပြီလားဂိုင်းချီဝင်းလေကြီးဒီကောင်ကတော့ငါပြောသလိုအုံနောက်တွေနေရာမှကုန်တာတော့သေးကြနေပြီဘယ်လိုလုပ်ကြမလဲဒီမောင်သားဤစကားကြောင့်မိမချောကလေးချီဝင်းလေမှာငိုကျင်တယ်လို့ဖြစ်နေသည်အောင်ပြက်ကကတော့ သူ့ကိုယုံကြည်စေရန်ဆက်၍ပြောနေသည်ဒီမဲ့ကျွန်တော်ဆွဲလာတဲ့တစ်တာဘော်ကစာကိုဖတ်ကြည့်အောင်အောင်သူတွေမဟုတ်ဘူးအောင်ပြက်ကလိုအင်္ဂလိပ်လိုရေးထားတာကိုတွေ့တယ်မဟုတ်လားဒီတော့ခမရတို့လူမှားနေတာစင်သွားသလိုထင်ရှားနေပြီလေအောင်ပြက်ကအိပြောတဲ့အကြောင်းဒီမောင်တန်းနဲ့ချစ်ရီဝင်းလဲတို့မှာတူမျက်နာကိုတူမြိုင်တူကြည့်မိကြသည်သူတို့ကြည့်ပုံမှာအောင်သူတွေတယောက်တကယ်ပင်အုံနောက်ချောင်းသွား၍သူကိုယ်သူအောင်ပြက်ကဟုပြောနေခြင်းဖြစ်ရမည်ဟုအထင်မှားနေကြခြင်းပင်တို့ဖြစ်၍ဒီမောင်တန်းမှာ ောစောကလူရှင်တော်နောက်စကားများကိုမပြောတော့ပဲစိတ်နောက်နေသူတယောက်ကိုချော့ပြောသလိုပြောနေတော့သည်အေးလေမင်းဟာအောင်သူတွေမဟုတ်ပဲအောင်ပြက်ကလို့ဆိုနေတော့လေအောင်ပြက်ကပေါ့ကွာဒါပေမဲ့ငါတို့နဲ့တော့လိုက်ခဲ့ပါကွာဟုတ်ပြီလားဗျာအခင်ဗျားတို့နဲ့လိုက်ရမယ်ဘယ်လိုလိုက်ရမှာလဲကိုကိုင်းဘက်မှာရှိတဲ့ကံမောစာလမ်းကိုလေဟာမဖြစ်ဘူးကျွန်တော်ကရွာကိုပြန်ရအောင်မယ်သူတို့ကလည်းကျွန်တော်အကြောင်းကြားထားလို့လာကြုံနေကြမှာဗျာဟိုက်ဘုဒ္ဓ အောင်ပြက်ကအိစကားတွေကြောင့်ဒမောင်တန်းပါတန်တော်ဖြစ်ကအထက်ပါတိုင်းအာမရိတန်ကြီးထွက်ပေါ်လာခဲ့တော့သည်မဟုတ်သေးပါဘူးကွာမင်းကရန်ကုန်မှာမွေးပြီးရန်ကုန်မှာကြီးတယ်ရန်ကုန်သားစစ်စစ်ကြီးပါကွာဘာပြန်ရအောင်အဲ့ဒီမှာဘဝလူဘ누구တွေရှိလို့လဲပြောစမ်းပါဦးကျုပ်မိပါကျုပ်ဆွေမျိုးတွေရှိတာဗောဗျာမြတ်စွာဘုရားကယ်တော်မူပါဒီကောင်တော့ငါထင်ထားတာတည်းကိုအုံနောက်အနေထားအတော်ဆိုးနေပြီထင်တယ်ဟွန်းတမောင်တန်းဤရေရွက်တန်း ချီရီဝင်လက်မှာလဲအောင်မြတ်ကပြောသေးကိုနားထောင်ရင်သူမချစ်သူမစိတ်ရောကားတဲ့သူဖြစ်နေပြီဟုထင်မှရင်မျက်ရည်တွေကျလာခဲ့သည်ပြီးတော့ငွေဆိုင်တန်ကလေးနဲ့အောင်မြတ်ကကိုပြောနေသည်ကုကူရေစိတ်ကိုခင်ခင်တားပြီးစဉ်းစားစမ်းပါအခုလိုစိတ်ထဲမှာထင်အောင်ထင်မှဖြစ်နေတာတွေကိုမပြောပါနဲ့ကုကူဟာကိုတင်မောင်တန်းပြောသလိုရန်ကုန်သားစစ်စစ်ပါရွာမာနေခဲ့တာမဟုတ်ပါဘူးကုကူရေအမိဟာလွန်ခဲ့တဲ့တပတ်လုံးကကုကူလင်းမြန်ပြစ်ကြတဲ့အထင်ပေါက်သွားပြီလို့သတင်းရခဲ့တော့ ကိုကိုအမေဟာစိတ်ထိခိုက်ပြီးအမူလဲကြလို့စိတ်ရုံကိုတင်းခဲ့ရတယ်။ဒါပေမဲ့ကိုကိုဟာအသက်မသေးပဲတီဘီကလွင့်လာတယ်ဆိုတော့ကိုကိုစီကဖုံးဆက်ပြီးပြောတာသိကြရလို့ကိုကိုမိမာရီရောဝင်းလေးတို့ပါထကံပတ်ဝန်ထံကုန်ကြတယ်။ဒါကြောင့်ဝင်းလေးတို့ဟာကိုကိုရောက်လာမယ်ဆိုတဲ့ဒီနေ့မှလေစိတ်ကိုလာကြိုကြတာပေါ့။အေးကိုကိုဖီဖီကတော့ကိုကိုမိမီကောင်းကောင်းမကြမ်းမာသေးလို့အိမ်မှာပဲကိုကိုပြန်လာကိုစောင့်ညွန်နေကြပါတယ်။ ။ဒါကြောင့်ကိုကိုဟာစိတ်ကိုတင်းငြိမ်အောင်ထားပြီးဝင်းလေးတို့နဲ့အတူကိုကိုမိဘအိမ်ကိုလက်ခင်တော့ကိုကိုနော်လို့နော်။အောင်ပြကမှချစ်ရည်ဝင်းလေးဤစကားများကိုနားထောင်ရင်းအောက်ပါတိုင်းစိတ်ထဲမှတွေးကြည့်နေသည်။အင်းသူတို့ပြောနေကြတဲ့အောင်သူရင်ဆိုတာတကယ်ပဲလီရင်ပြက်ကြပြီးတိဆုံးသွားတာလား။အာဒါလည်းမဖြစ်နိုင်ပါဘူးလေသူပြောတဲ့ထဲမှာအောင်သူရင်ကလင်းပြက်ကြပြီမဲ့သူမသေးဘူးမြမပြီကိုပြန်လာခဲ့မယ်ဆိုပြီးဖုံးဆက်ခဲ့တာပဲသူပြန်လာမယ်ဆိုတာကဒီကနေ့ညနေပဲ ဒါပေမဲ့သူကမရောက်မလာဘူးအောင်သူရင်ဟာတကယ်ပဲတည်သွားလို့လားသူမတည်ကြောင်းဖုံးဆက်တယ်ဆိုတာကတစုံတစ်ယောက်ကနောက်ပြောင်တဲ့သဘောနဲ့ဆက်တာလားတကယ်လို့အောင်သူရင်ဟာပြန်ရောက်မလာရင်သူ့မိခင်ကြီးဟာနောက်တစ်ကြိမ်စိတ်ထိခိုက်ရတော့မယ်ဒီဒီကြိမ်စိတ်ထိခိုက်ရင်တော့ရေဝေးနဲ့ထိန်ပင်တစ်ခုခုကိုသွားဖို့ပဲရှိတော့တယ်ဂိုင်းဒီလိုဆိုငါဘယ်လိုလုပ်ရမလဲလူအသက်တစ်ချောင်းကိုကဲတင်တဲ့အနေနဲ့ခိတ္တခဏအောင်သူရင်ရောင်ဆောင်နေပြီးနောက်ရဲ့အတော်တော်ရမှငါဟာအောင်သူရင်မဟုတ်ပဲအောင်ပြက်ကဖြစ်ကြောင်းပြောပြရင် သူ့မိခင်ကြီးအတွက်အချိန်လေးစိုးတော့မယ်မထင်ဘူးဒီတော့ငါဟာအောင်သူရင်အဖြစ်သူတို့ထင်မှနေကြသလိုအယောင်ဆောင်လိုက်ရမလားအာဒါလည်းမဖြစ်သေးပါဘူးဒီကနေ့ငါပြန်လာမယ်ဆိုတာငါအမေကိုတန်ကြိုးရိုက်ပြီးအတီးပေးထားတာပဲရွာကလူတွေလာကြိုကြလို့ငါ့ကိုမတွေ့ရင်ဘယ်လိုလုပ်မလဲမိမိကလည်းစိတ်ပူနေလိမ့်မယ်ငါကလည်းမိမိကိုတွေ့ကျင်နေတာခက်တာပဲကွာအောင်ပြကမှအထက်ပါတိုင်းတွေ့ရင်ချစ်ရည်ဝင်းလဲတို့နဲ့လိုက်တဲ့မလိုက်တဲ့ချိန်ဆနေသည်ကိုကိုဘာရီစဉ်းစားနေတာလဲ ဝင်းလေပြောနေတာမကြဘူးလားယင်ချစ်ရီဝင်းလေကသူ့လက်မောင်းကိုကင်လိုရင်းပြောနေသည်ဒီတော့အောင်ပြက်ကမှသတိဝင်လာပြီးဦးချောင်းချောင်းတန်နဲ့ပြန်မေးသည်အော်အင်းအဲခင်ဗျာဘာလို့ပြောနေလို့လဲဟောကြည့်သူများကိုခင်ဗျားတွေဘာတွေသတိဆန်ဆန်ပြောနေပြန်ပြီးအရင်ကအတိုင်းဝင်းလေကိုခေါ်ပြောပါလားဟုတ်ကဲ့အဲအဲအေးပါကွာပြောပါမယ်ဒါနဲ့ခုတင်ကဘာပြောလိုက်လို့လဲဘာပြောရမှာလဲ ူကိုအင်ကိုပြန်မင်းလို့ပြုံးနေတာပေါ့။ဒါလဲညှိုးမလို့လား။အဲအဲညှင်းတော့ပါဘူး။ခမအဲဝင်းလေစကားတိုင်းလက်ခဲ့ပါမယ်လေ။အောင်ပြကအေးစကားကြောင့်ဒီမောင်တန်းရချစ်ရီဝင်းလေပါဝန်သာအတက်သွားခဲ့ကြသည်။အောင်ပြကအနေနဲ့လည်းအဖြစ်မှန်ကိုပြော၍ညင်မရမိအတူတူသူတို့ခေါ်ရာတို့လိုက်သွားခြင်းကကောင်းမြင်မှုယခုလိုလိုက်သွားခဲ့ခြင်းပင် ချောချောရှူရှူနှင့်အောင်ပြက်ကလိုက်လာခဲ့၍လေစိတ်တွင် အောင်သူတွင်ဤမိဘများကိုစားလာရောက်ကြိုးစားကြသောတောင်တန်းနှင့်ချီရီဝင်းလဲတို့မှဝမ်းသာမဆုံးဖြစ်နေကြတော့သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကျူမွေးဤဟာတဝုဒ္ဓတပုတ်ဖြစ်တဲ့တမီးတို့ချစ်သူနှမလူဆိုတဲ့ဟာတဝုဒ္ဓစာအုပ်ကိုအပိုင်းတည်းနေဖြင့်စတင်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေလည်းယေရှုများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းတည်းမှာရန်လေဆုံတွေ့ကြပါစို့ခင်ဗျာအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကျွန်တော်ဖုံးမြတ်ထင်ပါခင်ဗျာ